မေးပြရစီအောင်ကျွန်တော်တော်လန်ရေးပြီးရင်ကျွန်တော်တို့ဘဝလုံခြုံမှုအောင်မခံချက်ရှိလားဆက်ဆက်ကြီးဖြေးလေးကျွန်တော်တို့တော်လန်ရေးဖက်ကပြောနေတဲ့လူတွေတော်လန်ရေးရဲဘော်တွေဘဝလုံခြုံမှုအောင်မခံချက်ရှိလားမရှိဘူးဆိုရင် no လို့ရေးနော်ကျွန်တော်ထပ်မေးအောင်မယ်တော်လိုက်ကားဆောင်တွေစီကအဲ့ဒီဟာကိုရှေ့ရှေ့လေးလေးခက်ခက်မှမှအာမခံပေးထားတဲ့စကားမျိုးကြားဖူးလား စစ်အနိုင်တိုက်ဆိုတာတော့ပြောတယ်ရဲဘော်တွေရဲ့နောက်ရေးဘဝလှုပ်ချုံမှုသူတို့မိသားစုပြည်သူတွေရဲ့မိသားစုအာမခံပေးတဲ့ဇာတ်ကားမျိုးကြောက်ဖူးလားမကြောက်ဘူးရေ노လို့သာရေး노လို့တော့ရေးအဲ့ဒီဟာတွေပြမလို့ကျွန်တော်လည်းပြောတယ် no ချစ်ချစ်လေးလေးရရတိဖို့ခိုင်ခိုင်မာမာတတ်တဲ့နေတဲ့ကူပြောရဲတယ် no အနိုင်တိုက်ဖို့ကြီးရတော့လူတိုင်းပြောကြတယ်စပီကာတွေပြောကြတဲ့စကားလုံးတွေကိုကျိုးစွန်ပြီးတော့ဓမ္မဖက်ကနေဝင်ပြီးတိုက်ရမယ်ကိုအိတ်ကိုပြန်ပြီးတော့ အဲ့ပြန်စောက်ခွင့်ရမယ်ဆိုတဲ့အောင်မခံချက်တောင်ရှိရလားအသက်ပေးတာဟာမေတ္တာနဲ့အသက်ပေးတာမျိုးမရှိဘူးကြည့်ကြည့်လေမေတ္တာနဲ့အသက်ပေးပါတယ်ဆိုတာမျိုးရှိလို့လားတောင်းဝန်တတိယစိတ်နဲ့ဝင်ထမ်းတာလေမေတ္တာနဲ့အသက်ပေးပါမယ်ဆိုတာမျိုးကတော့မရှိပါဘူးဒီတော့တောင်းဝန်ကြည်ပေါ်တဲ့သူကိုခင်ဗျားတို့ကဘလို့ဂုံပြုဘလို့အစားပြန်ပြီးတော့တခုခုပြန်လုပ်ပေးမှလဲအဲ့ဒီအတွက်ယုံကြည်အားကိုအာမခံနိုင်တဲ့ မူဝါဒစာရွက်ပေါ်ကမူဝါဒဘာဖြစ်လို့အခုထိမရှိတာလဲခင်ဗျားတို့ကတိုက်တာတိုက်ခိုင်းနေတယ်ဒါကြတော့မချပြပဲနဲ့ဘယ်လိုလုပ်ပြီးတော့တိုက်ခိုင်းနေရလဲဖြေနေတိုင်းစေရေးအောင်မြင်မှုတွေပြောဆိုနေကြတယ်မြေပြင်ကရဲဘော်တွေကမေးတယ်ကျွန်တော်အဲ့လိုမျိုးဖြေအနေဆိုတော့ခေါင်းပြအောင်အဲ့ရောက်မလား နော်အခုလို့ပြောဆိုနေတဲ့ line ပေါ်မှာနိုင်နေပြီဆိုတော့ဥစ္စာနိုင်ငံရေးဥစ္စာမှုရဲ့အားနည်းချက်ကိုဖောက်ွက်ဖို့ခြေလှမ်းတစ်ခုမဟုတ်ဘူးလားလို့ကျွန်တော်မေးခွန်းထုတ်တယ်ရောဒါတွေကိုမမေးဘဲနဲ့ဘာတွေကိုမေးပြီးဘာတွေပြောနေရလဲတိုက်စရာရှိရင်တော့သူတို့ကတိုက်ပေးရမယ်ပြီးရင်တော့ဘာဖြစ်မဲ့ဆိုတာဘာမှမသိဘူးဘသူအာမခံပေးထားလို့လဲမေတ္တာနဲ့သိပေးရမှာလားအမှန်တရားဖက်မှုကလို့သိပေးရမှာလား ခင်ဗျားတို့ကယူချင်းအောင်ဆောင်ပြီးတော့ရဲဘော်တွေအသက်ကိုအလကထိုးကျွေးနေတဲ့သဘောမျိုးမဖြစ်နေဘူးလားစစ်နိုင်ပြီးရင်နိုင်ငံရေးနဲ့ဘယ်လိုဆက်ပြီးဥဆောင်မလဲဆိုတဲ့အစီအစဉ်မဟာပြူဟာမရေမရာဖြစ်နေတာကြီးကိုကျွန်တော်တို့တွေ့နေပြောနေတာဟာကခင်ဗျားတို့ရဲ့နေ့စဉ်နိုင်ပွဲသတင်းတွေနဲ့ဆိုပြီးတော့ဖောက်ွက်ထားသလိုဖြစ်မနေဘူးလားပြောလေပြောလေရဲဘော်တွေအသက်ကိုခင်ဗျားတို့ချနေနေတော့ကျွန်တော်တို့ကလိုက်ပြီးတော့ထိုက်ချောင်းပေးနေတဲ့ပုံစံမျိုးဖြစ်မနေဘူးလား ခီလေးခင်ဗျားတို့ဆရာဆရာကြီးတွေနိုင်ကိုနိုင်ရမယ်ဒါဟာနောက်ပြန်ဆုံးလို့မရဘူးအေးဘာကြောင့်နောက်ပြန်ဆုံးလို့မရတာလဲမေတ္တာနဲ့ဝင်တိုက်ပေးရမှာအသေးခံပေးရမှာလားမင်းနဲ့ဖြည့်လေးဘာကြောင့်အသေးခံပြီးသူတို့ကတိုက်ပေးရမှာလဲဟွိုင်းဆိုတဲ့စကားတော်မှာခင်ဗျားတို့မင်းမရဲပဲနဲ့အမခန့်ချက်မဲ့ဒီစပွဲတော်လိုင်းပြီးမှနိုင်ငံရေးလူမှုရေးအကျွေးအဖြစ်ခင်ဗျားတို့စီကိုပြန်ကိုပြန်လာလိမ့်မယ်ပြန်ကိုပြန်မိကုန်းထုတ်မှာပဲခင်ဗျားတို့ဖြည့်မရဲပါဘူးအဲ့ဒါကို ဥဆောင်သူတွေပြောနေတာဒီချိန်လေးမှာရှေ့ရှေ့လေးလေးနိုင်ငံရေးချိန်တွေကြီးကြီးတော်လိုင်းပြီးမှတကယ်နိုင်သွားပြီဆိုရင်ဘယ်သူကအောက်ချုပ်မလဲပြောလေတကယ်နိုင်သွားပြီဆိုရင်ဘယ်သူကအောက်ချုပ်မလဲကျွန်တော်အမြင်ပြောရမယ်ဆိုရင်နိုင်ငံရေးကောင်းဆောင်တွေကစေရေးကောင်းဆောင်တွေလူငယ်ကလေးတွေကိုကြောက်နေတယ်ပြောရတယ်တိရသူတို့တွေကိုခင်ဗျားတို့ကအတော့ချဖို့လောက်ပဲတုံးနေတာ ခင်ဗျားတို့ကြောက်နေတယ်ခင်ဗျားတို့နေရာလည်းမပေးရဘူးအာနာပြန်လိုအပ်ပေးရမယ်ရန်တရားတွေပါတယ်ခင်ဗျားတို့လုံးဝမစင်စားရဲဘူးလူငယ်တွေနေရာပေးဖို့ဆိုတာမျိုးတိုက်ခိုင်းတော့သူတို့ကတိုက်ရတယ်အခွင့်အရေးကိုလိုချင်တော့ဗောဒီစစ်တပ်လက်အောက်ကလုံးဖို့အခွင့်အရေးမဟုတ်လားအကြမ်းဖက်နေတဲ့ကောင်လက်အောက်ကလုံးဖို့အခွင့်အရေးလိုချင်တာလေဒါဟိုနားမလဲတာကနားမလဲတာတပိုင်းအဲ့ဒါအခွင့်အရေးကိုလိုချင်လို့အသိခံပြီးတိုက်နေတာနောက်မျိုးဆက်တွေဒီစစ်တပ်အောက်မှာမနေရဖို့အခွင့်အရေးရဖို့တိုက်နေတာမဟုတ်လားဒါအခွင့်အရေးလေ ဘာအခွင့်ရေးကိုပြောချင်းသေးတာလဲလူခွင့်ရေးတာကိုဂျိုးအတွက်အခွင့်ရေးတာခင်ဗျားတို့အသက်တွေကြီးပြီမြေပြင်မှာအသက်ခိုင်းတက်ခိုင်းတဲ့လူတွေအတွက်ရရတင်းတင်းစစ်ဦးစီးချုပ်ပေးလိုက်လေဘာဖြစ်လို့မိုးကြားရှိကိုတွေထားလာလဲခင်ဗျားတို့ကဘာလုပ်လာတာ ပြောတော့တော်လိုက်ရေးနိုင်အောင်တိုက်ပြရမယ်ဒီဆောက်တောင်းစားတွေဖဲ့လေအခုအလဲပိုင်းမှာမိုးကုတ်ပီတီအဲတို့အန်ဒီယာပီတီအဲတို့လိုကယ်ဘက်ကဖားတွေစုလို့ရတယ်ထင်ပါ ခဏတော့ကောက်နေဖယ်လေးအဲ့ကောက်နေဘာဆောက်တော့ကြလို့လဲ NAD တစ္ဆာခံဥဆောင်မှုနဲ့စစ်တိုက်လို့မရဘူးစေရည်တကယ်နားလည်ရင်တော့ထားလိုက်အောင် NAD ကိုတစ္ဆာရှိရောလောက်နဲ့စေရည်ဥဆောင်မှုလုံးလို့မရဘူးဘာမှမပြောနဲ့ယူချင်းအောင်စဝိုးတိုးဝါတာဖြစ်အောင်လုပ်တော့တော့ အင်မတန်အလွန်အန္တရာယ်များတဲ့နိုင်ငံကြီးအားနည်းချက်ခေါ်တယ်။ဘူးမတိကိုမတိလို့သာလုံနေကြတာ။နားမလည်သေးလို့အေးမဆိုင်သေးလို့အေးမဆိုင်အောင်အောင် live ပေါ်မှာဇို့ပြောဇို့လို့ဇို့ပြီးတော့လမ်းကြောင်းတလွဲလေးပြောနေတာ။အဲ့ဒီလူငယ်တွေတိလာတဲ့တနေ့ခင်ဗျားတို့အေးဆေးပြန်ဖြစ်မယ်ထင်လို့လား။ဒီတော့ကျွန်တော်မေးအောင်မယ်။တော့တော်လိုင်းအပီးမှာလက်ရှိနိုင်ငံရေးသမားတွေဟာ စ်တပ်အပေါ်မှာခင်ဗျားတို့အာဏာအပြည့်အဝပြန်ယူနိုင်မယ်လို့ယုံကြည်လားနိုင်မယ်လို့ယုံကြည်လားလူငယ်တွေကယုံကြည်စွာနဲ့မနိုင်နိုင်အောင်တိုက်နေကြတယ်ခင်ဗျားတို့ကိုယ်တိုင်ယုံကြည်လားဖြေနိုင်မယ်ငါတို့အာဏာတကယ်ပြန်ရမယ်ယုံကြည်လားခင်ဗျားတို့ နိုင်ငံရေးသမားတွေစစ်တပ်အပေါ်မှာအာဏာအပြည့်အဝပြန်ယူနိုင်မယ်လို့ယုံကြည်လားလို့မေးတာယုံကြည် yes လို့ရေးလူကြီးတွေပြောနေတာနိုင်ငံရေးသမားတွေပြောနေတာမယုံကြည် no လို့ရေးကျွန်တော်ပြိတိုက်တယ်ရေးခဲ့ဒီနိုင်ငံရေးသမားတွေစစ်တပ်အနိုင်တိုက်ပြီးသူတို့အာဏာကိုပြန်ယူနိုင်မယ်လို့ထင်လို့လားယုံကြည်မှုရှိရလားကျွန်တော်တော့မယုံဘူး no ဒီပုံစံမှာတကယ်ယုံကြည်မှုရှိတဲ့ဆိုရင်လှုပ်တင်လှုပ်ထိုက်တာကိုပြောင်းလဲပြုပြင်ပြောင်းလဲရဲတယ် သူတို့ယုံကြည်မှုမရှိဘူးအလက်ကအသိခံခိုင်းနေတာခင်ဗျားတို့ကိုယ်တိုင်ယုံကြည်မှုရှိတဲ့ဆိုရင်ခင်ဗျားတို့ရရတည်တည်ဆောက်ဖြတ်လို့ရတဲ့ဟာတွေအများကြီးထွက်လာနိုင်မယ်ဒီတော့ပြောချင်တာကနော်စွန့်လွန်မှုနဲ့တိတ်ဆိတ်တာကိုဒီထက်ပို့ပြီးတော့စောင့်ပေးနေဖို့အချိန်မရှိဘူးအလားပေါ်မှာရက်တည်တဲ့စကလုံးတွေမဖြစ်ဖို့အတွက်အခုကလေးကနေပြီးတော့ရှင်နေတဲ့အချိန်မှာပြောဖို့လိုတယ်နော် အလားပေါ်မှာရက်ပြီးတော့ပြောရမယ်စကားလုံးမဖြစ်အောင်လို့မသိခင်မှာပြောနေတာလူငယ်တွေကိုထပ်ပြီးဆွန့်လို့ဖို့ကျွန်တော်လက်မခံဘူးခင်ဗျားတို့လက်ခံကြည့်လက်ခံခင်ဗျားတို့ခင်ဗျားတို့လောက်တာနော်ခင်ဗျားတို့တတ်တိရှိရှိရဲရဲတင်းတင်းဆိုရင်ယုံကြည်ရဆိုရင်လောက်ရမယ့်ဥစ္စာကိုခင်ဗျားတို့မသိစရာအကြောင်းကိုမရှိတာတော်လာရေးအပြီးမှာစားရှာမှုစနစ်ဒီရဲဘော်တွေအာမခံချက်ဆိုတာကဘာလဲသိလားတိရောတိရလားမသိဘူး ကျွန်တော်တောင်းဆိုနေတာဂတိမဟုတ်ဘူးခင်ဗျားတို့ခိုင်မာတဲ့လမ်းပြမိပုံမူဝါဒကိုတောင်းဆိုနေတာခင်ဗျားတို့ယုံကြည်တယ်တတိရှိတယ်ခေါင်းဆောင်မှုနိုင်ငံရေးခြေလှမ်းကိုအခုပြလေတတိရှိတယ်ဆိုအခုပြကျွန်တော်ဘာမှမပြောနေလိုက်မယ်ခင်ဗျားတို့ကဒီလူငယ်တွေကိုဘယ်ကိုခေါ်ဝါလို့ခေါ်ဝါမယ်မသိပဲနဲ့ဆိုပြီးတော့တွန်းပို့နေတာကိုကျွန်တော်ကပြောနေတာဒါဟာဂတိပါဇက်ဂတိပြောနေတာမဟုတ်ဘူးခိုင်မာတဲ့မူဝါဒကိုချပြတိုင်းရင်းသားတွေနဲ့စုစည်းကြလဲအဲ့ဒါပဲ ရဲဘော်တွေရဲ့တာယာမဲ့ဟာကသူတို့နားမလည်လို့တပိုင်းเนาะဆိုပြီးတော့တိုက်တာတပိုင်းပြီးရင်ဘာဖြစ်မလဲဆိုတဲ့နိုင်ငံရေးခြေလှမ်းအခုချိန်ထိမသိသေးဘူးတချို့ရဲဘော်တွေနားမလည်သေးဘူးအတုံးချနေတာခင်ဗျားတို့ဘာမှမပြောနဲ့တော်လိုင်းအပြီးမှနိုင်ငံကိုစစ်တပ်ကပြန်လှည့်ပြီးတော့ပြန်မလွှမ်းမိုးစေဖို့ခင်ဗျားတို့ပြောတဲ့ဒီမိုကရေစီကိုခိုင်မာတဲ့ရန်တရပွက်ပွက်လင်းလင်းချပြခုကလေးကမချပြရင်ကျွန်တော်အကော်လို့ပြောရတယ်မယုံနဲ့ ဘာခိုင်မာတဲ့မူဝါဒမှမရှိဘဲနဲ့ရှင်းရှင်းလေးလေးမရှိဘဲနဲ့ CRP အက UCC တဲ့ဝင်လို့ဝင်ထွက်လို့ထွက်ပါလျံစီရမျိုး NUG တဲ့ UCC ကပို့ပြီးတော့ပါဝါရှိတယ်လုံးနိုင်ဆိုင်ရှိတယ်တိုင်းတိုင်းနဲ့စုထားတဲ့ Federal Council ချပြလေခင်ဗျားတို့ကယူချင်းအစားပြီးတော့နှာချောင်းပေးနေတာလူငယ်တွေရဲ့အသက်တွေကိုမားနေလာထောက်ပြကျတော့တခုတည်းမေးရကွန်မန်းမှာဆက်ရေးခဲ့စစ်နိုင်ပြီးတဲ့နောက်မှာ နိုင်ငံရေးရှုံးနိမ့်သွားမှကိုဘယ်လိုကောက်ွယ်မလဲဖြေကွန်မန်းမှာရေးခဲ့စစ်နိုင်ပြီးတဲ့နောက်နိုင်ငံရေးအရာရှုံးနိမ့်သွားမဲ့ဟာကိုဘယ်လိုကောက်ွယ်မှာလဲဘာနဲ့ကောက်ွယ်မှာလဲအဲ့တော့အတွက်လဲကျွန်တော်တို့အားလုံးရဲ့တာဝန်ကျွန်တော်တို့အားလုံးရဲ့လက်ထဲမှာပဲရှိတယ်မကောင်းရင်ကြောင်းခိုင်းနော်တအားကြပြီခင်ဗျားတို့အခြေအနေကမကောင်းရင်ကြောင်းခိုင်း ကျွန်တော်ပြောတာရှင်းရှင်းလေးပဲတိုက်ခိုင်းတာတော့ဟုတ်ပါပြီနိုင်ငံရေးရရှုံနေသွားပြီးတော့ဒီတိုက်တိတိုက်ပဲပြန်ဖြစ်သွားမဲ့ဟာကိုဘယ်လိုကောက်ွယ်ပေးထားလဲခင်ဗျားတို့လူငယ်တွေအသက်တွေပေါ့မှာကျွန်တော်ပြောတာဖြစ်နော်အဲ့ဒါဟာရှင်နေတဲ့အချိန်မှာလူငယ်တွေအကျိုးကြည့်ပြီးပြောနေတာအလားကပေါ့မှာရက်ပြီးတော့မပြောချင်လို့အခုကတည်းကပြောနေတာ